မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗေဒညချမှုဦးစီးဌာနကနေနိုဝင်ဘာလ29ရက်ဒီကနေ့နဲ့9ရက်အချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်ဒီကနေ့မြန်မာစံတော်ချိန်9:00ခွဲချိန်တိုင်းထွာချက်များအရာ သီလင်္ကာနိုင်ငံထရီဂူမာလီမြို့နီမှာဖြတ်ကျော်ခဲ့သောဆိုက်ကလုန်းမုန်တိုင်းတန်ဝါသည်မြောက်နောက်မြောက်ဖက်သို့ရွှေ့ရှားခဲ့ပြီးမြန်မာနိုင်ငံကကူချွန်မြို့ရဲ့အနောက်အနောက်တောင်ဘက်ရေမှန်995မိုင်ခန့်အိန္ဒိယနိုင်ငံပူဒူချယ်ရီမြို့ရဲ့တောင်အရှိတောင်ဘက်ရေမှန်195မိုင်ခန့်နဲ့သီလင်္ကာနိုင်ငံထရီဂူမာလီမြို့ရဲ့မြောက်နောက်မြောက်ဖက်ရေမှန်45မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟုပြုနေပါတယ်။ အဆိုပါဆိုက်ကလုန်းမုန်တိုင်းတဝါသည်မြောက်အောင်မြောက်ဖက်သို့ဆက်လက်ရွေ့ရှားနိုင်ပြီးတိရီလင်္ကာနိုင်ငံအရှေ့မြောက်ပိုင်းကမ်းခြေဒေသများနှင့်၎င်းနှင့်ဆက်စပ်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းတို့ကိုဆက်လက်ဖြတ်ကျော်ကာအိန္ဒိယနိုင်ငံတမီနာဒူမြောက်ပိုင်းကမ်းခြေနှင့်အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေအနီးသို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။မင်္ဂလာပင်လေရောအနောက်တောင်ပိုင်းနဲ့အနောက်လေပိုင်းတို့တွင်တိမ်သင့်တင်မတိမ်ထူရနေပြီးကပ်လီပင်လေပြင်နဲ့ချက်မင်္ဂလာပင်လေတို့တွင်တိမ်နေငယ်ဖြစ်ထွန်းနေပါမယ်။ ထူးခြားတဲ့အချိန်ဤတရက်နေနဲ့ဒီကနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွာချက်များအရာတောင်တူပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသောအာကောင်းသောအပူပိုင်းမုန်တိုင်းကုတူသည်တိတိတသား၍ခြားခြင်းမရှိဘဲပြည်နယ်နိုင်ငံနာထရန်မြို့ရဲ့အရှိအရှိမြောက်ဖက်ရေမိုင်195မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟုပြုနေပါသည်အဆိုပါအကောင်သောပူပိုင်းမုန်တိုင်းကုတူသည်မြောက်ဖက်သို့ဖြင်းရှားနိုင်လို့ခံမှန်းရပါသည်။ ဒီကနေ့ညနေထိခမ်းမန်းချက်ကတော့ဒီနေ့နိုင်အတိုင်းဒေသကြီးတွင်နေရာကွက်ကြားမှုအနေငယ်ထစ်ချုံရနိုင်ပါတယ်။ရွာအရာလုံး60ဖြစ်ပါတယ်။စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်တိမ်တင့်တင့်ဖြစ်ထုံပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်အများအပြားသားရပါမယ်။မြမပင်လေးပြည်တွင်လိုင်းတင့်တင့်ရှိပါမယ်။လိုင်းမြမမြမကန်ရုံနဲ့တခြားနယ်ကမ်းလွန်ပင်လေးပြည်တို့တွင်9ပေမှ9ပေကန့်ရှိနိုင်ပါတယ်။ နောက်နေ့အထက်ကမန်းချက်ကတော့မြေပြည်တော်မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကယားပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်ညပူချင်းများအနေငယ်လျှော့နေနေပါမယ်နေပြည်တော်ရှမ်းကုန်းမြို့မန္တလေးမြို့နယ်ဒီတစ်ဝိုက်အတွက်ဒီကနေ့ညနေထိခံမှန်းချက်ကတော့အများအပြားဖြင့်တာယာပါမယ်ရှင်။